ပူထဲမှာဒီလိုမျိုးကျိုးနဲ့လောက်ခံထားရတယ်ဆိုရက်အပြုတ်မှုပေါ်မှာပဲမူတည်ပြီးတော့လိုအပ်တာအကူညီတော့မှာပေါ့နော်ကလေးလေးမှာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအထိခိုက်မှုအနည်းစီဆုံးကိုအမတို့ကလိုအပ်တယ်လို့ဒီနေမြေကန်အတင်းနေနဲ့ပူပေါင်းမှုကိုညီချင်ပါပါဟုတ်အမတို့ကငွေကြေးပေးလိုက်ချင်းဖြင့်အပြုတ်မှုလွဲမှသွားတာမျိုးမဟုတ်ဘဲနဲ့သူ့ကိုအလောက်ကန်ခွင်းလန်းတစ်ခုဒီလိုအပြုတ်မှုမျိုးမဖြစ်ရအောင်ပါနော်အလောက်ကန်ခွင်းလန်းတစ်ခုဖန်တီးပေးတာအဖြစ်မှန်လို့တော့ထင်ပါတယ် ခုဖြစ်ဖြစ်နေတဲ့ကလေးလေးသားနဲ့ပတ်သက်ပြီးတော့ကျွန်ကျွန်တော်ကလေဟိုဒီကလေးလေးရဲ့စိုက်တာဘက်ကပေါ့ကြည့်ပြီးတော့ကလေးဘောကလမ်းကြောင်းလွဲသွားမှာဆိုလို့ကလေးမိသားစုကိုစုံစမ်းနေပါတာပါစုံစမ်းပြီးလို့တကယ်လို့များတွေ့ရှိခဲ့ရင်ကျွန်တော်တို့သူတို့မိသားစုစက်တီလို့ဘယ်လိုရနိုင်မလဲထိုက်တဲ့နေထိုင်မှုတွေတခုခံတီးပြီးခြင်းနဲ့ဆန္ဒနဲ့လိုက်ဆောင်ရဖြစ်ပါလိမ့်ကအဲဦးဇင်းတို့လည်းပဲဒီကလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဘယ်လိုပြောမလဲပြရာအဖွဲ့အစည်းတွေပေါ့နော် အားလုံးညီနောင်တွေစုပေါင်းပြီးတော့ဘယ်လိုရှင်နေလဲဆိုတာပြလို့ပေါ့ဖိတ်ခေါ်ပြီးတော့ဒီခလေးလေးရဲ့ရှေးဘဝအတွက်ပေါ့နော်ရှေးအတွက်ကိုကျွန်တော်ဘယ်လိုလုပ်ပြီးကောင်းမလဲဘယ်လိုလုပ်ပြီးကောင်းမလဲပေါ့နော်ကျွန်တော်ထောက်ပံ့ပေးဖို့အတွက်ဒီခလေးလေးကိုခလေးရဲ့နေရာလိစားပေါ့လိုက်ပြီးစုံစမ်းနေရပါတချို့လဲသူလိုသူလိုလေးကြီးပြောကြတယ်ပေါ့ဒါကတော့ဦးဇင်းတို့ကခေါင်းစဉ်ကတော့ရှင်းရှင်းလေးပါပဲတခြားမဟုတ်ပါဘူးဒီခလေးရဲ့ရှေးရွက်ကိုဦးဇင်းတို့ကဦးစားပေးပြီးစဉ်းစားပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်လို့နော်အမတို့ကတော့ဒီဖြစ်စဉ်တစ်ခုဖြစ်သွားတယ်ဒီထဲမှာဒီရွယ်မရောက်သေးတဲ့ကလေးတငယ်တယောက်ပါနေရပါတော့ကလေးလေးနေပူထဲမှာဒီလိုမျိုးကျိုးနဲ့လောက်ခံထားရတယ်ဆိုရက်အပြုတ်မှုပေါ်မှာပဲမူတည်ပြီးတော့လူအပ်တာအကူညီတော့မှာပေါ့နော်လောက်တာအကူညီကြရဲဆိုတဲ့နေရာမှာအမတို့ငွေအားဖြင့်ကူညီလိုက်တာထက်ပေါ့နော်ဒီဒီနှစ်ဖက်လုံးရဲ့ဘယ်အပြုတ်မှုမှာအမတို့အားပေးတာမဟုတ်ဘူးကလေးကိုပဲမူတည်ပြီးအမတို့ကအဖြေရှာမှာပေါ့နော်ဆိုတော့ အဲဒီကလေးလေးဒီမေမေရပါတော့ဒီလိုလောက်ရက်မျိုးထပ်မဖြစ်စေဘူးဆိုရင်သူ့အလောက်ကင်ခွင်လမ်းတစ်ခုဖန်တီးပေးဖို့အမတို့ဘက်ကနေပြီးတော့ကူညီဖြစ်ပါမယ်အဲသူဈေးဆိုင်လေးတစ်ခုဖြစ်ဖြစ်တွန်းနဲ့နဲ့တွန်းနဲ့ဆိုင်လေးတစ်ခုဖြစ်ဖြစ်ပါတော့အမတို့သူ့ရင်းနှီးပြီးတော့မှဒီဟာကူညီပေးဖြစ်မယ်ပေါ့နော်ဒီကလေးလေးမှာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုအနည်းစီဆုံးကိုအမတို့ကလိုအပ်တယ်လို့ ဒီနေမြေကအတင်းနေနဲ့ပူပေါင်းမှုပုံရင်းဖြစ်မှာပါဟုတ်ဟုတ်ကဲ့ဒီကလေးတယောက်ပေါ့နော်ဒီဖြစ်စဉ်ထဲမှာကလေးအရွယ်မြောက်ဒီကလေးလေးတယောက်ပါနေရဖြစ်တဲ့အတွက်အမတို့ဒီတရင်ဆိုအမဆိုရင်တော့မနေ့ကညီမလေးစောင့်ရင်းဆန်အင်္ဂါနေနာမည်ပေးပို့တာပေါ့နော်ဒူလိုအပ်တာလည်းပူပေးမယ်ဒီကိစ္စလေးမမကူနေပေးပါဆိုအဲ့ဒီအချိန်မှာစပြီးတော့စဒီနေမြေကိုမေးလိုက်တော့လှိုင်းတရားဖြစ်နေအောင်ဆိုတော့လှိုင်းတရားအတင်းနေအကုန်လုံးမေးလိုက်ထိဆက်ပါတယ်လှိုင်းတရားအတင်းနေနဲ့ ိတ်ဆက်ပြီးတော့မနက်ထရရှာနေတာပေါ့နော်ရှာနေတော့ဆိုတော့အဖွဲပေါင်းစုံကအတီးတီးအလုံးအရှာပါတယ်ရှာရဲဆိုတဲ့နေရာမှာကျွန်တော်တို့ကမလိုအပ်တဲ့နေရာမှာဝင်ပါတာမျိုးမဟုတ်ဖိနေဒီကလေးလေးကိုဘာလေးကူပေးရမလဲဆိုတဲ့စိတ်နဲ့ပဲရှာကြတာပေါ့နော်ဒီတွေ့ရမေမေကိုအပိအမြောက်လောက်တာလည်းမဟုတ်ဘူးတစ်ဖက်ကိုအပိအမြောက်လောက်တာလည်းမဟုတ်ဘူးအမတို့ဒီဘက်ကမှပါတာမဟုတ်ဖ ೇನೆ ဒီကလေးလေးရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ ကောက်မုံမုံလေးနဲ့ဘယ်လိုဖြည့်ရှင်းပေးလို့ရမလဲဆိုတာရယ်နောက်ပြောဒီအလောက်ကန်အခွင့်အလမ်းတစ်ခုဖန်တီးပေးချင်တာပေါ့နော်ဒါမျိုးလေးအတွက်ပဲရှာရှာဖြစ်ပါတယ်ငွေကြေးတခုအလုံးလောက်ပေါ့နော်ငွေကြေးတွေအများကြီးပဲပုံပေးလိုက်တာအဖြေတခုတော့မဟုတ်ပါဘူးဒါဟိုတစ်ဖက်ဖက်ကိုအပေးရလဲရောက်တော့လေအာမတို့ကငွေကြေးပေးလိုက်ချင်းဖြင့်အပြုတ်မှုလွှဲမှသွားတာမျိုးမဟုတ်ဘဲနဲ့သူ့ကိုအလောက်ကန်ခွင်လန်းတခုဒီလိုအပြုတ်မှုမျိုးမဖြစ်ရအောင်ပေါ့နော်အလောက်ကန်ခွင်လန်းတခုဖန်တီးပေးတာအဖြေမှန်လို့တော့ထင်ပါတယ် ပံ့ပိုးပြီးရှာကြတယ်ကျွန်တော်ဆိုရင်ကမြေရှင်နိုင်ချင်းဆရာဝန်းတော်မြေကွန်ရဲ့ဂရုကနေပြီးတော့သူတို့ဝေးတဲ့အတွက်ကျွန်တော်ချိတ်ဆက်ပြီးတော့ဒါလေးကိုကူညီပေးပါလူတန်းပြီးမှလည်းသူတို့ကွန်ရဲ့ကလှုပ်တိုင်းပေးမှဖြစ်တဲ့အတွက်အဲ့လိုပြောချင်တာတော့ပရိဒတ်သမားကကိုယ်နဲ့နီးသည့်ဖြစ်စီဝေးသည့်ဖြစ်စီခုလိုမျိုးဖြစ်စဉ်တွေရှိလာရင်မနေနိုင်ဘူးပေါ့နော်နီးစရာအတင်းကိုလှမ်းချိတ်ပြီးတော့အကူအညီတောင်းပြီးတော့မဖြစ်ဖြစ်တဲ့အနေနဲ့ကူညီကြရတယ်ဆိုတာလေးကိုပဲပြောချင်ပါတယ်ဗျဒါမျိုးလေးတွေပညာပြပုံစံမျိုးလေးလေးဖြစ်စီခြင်းနဲ့ပေါ့နော်ဒီလိုလေးလေးပံ့ပိုးလိုက်မှလည်းပဲနောက်ထပ်သူ လက်ရှိကာကံရှင်ရဲ့တော့ဒါမျိုးလေးတွေမဖြစ်အောင်တော့ဒါမျိုးလေးတော့မျှော်လင့်ပါမယ်လို့အားလုံးကြမ်းမှချမ်းသာကြပါစေဗျာ။